ပြည်ခမျိုးပါတီဥက္ကဋ္ဌရဲ့ဥခိဟီဒုတိယဥက္ကဋ္ဌဦးလာထွန်းရဲ့အဖွဲ့ဟာမန္တလေးတိုင်းဒေသကြီးရှိငလင်းဘေးသင့်ပြည်သူများထံကိုတွားရောက်လျက်ရှိရမှာယခုဆိုလို့ရှိရင်တော့စိတ်နိုင်မျိုးနဲ့ပလိတ်ကျွတ်ရအုပ်စုစိတ်ရရွာမှာရှိတဲ့ငလင်းဘေးဒဏ်သင့်ပြည်သူများထံကိုရောက်ရှိကြပြီးတော့ဆောင်းချင်းအောင်နှစ်ယောက်အိတ်ဖြာနဲ့ဆန်ရည်တန်းနဲ့ငွေတို့ကိုထောက်ပံ့ပေးရနေကြခြင်းဖြစ်ပါတယ်ခင်ဗျဒီပြည်နယ်ငလင်းလှုပ်ခတ်မှုကြောင့်စိတ်ရရွာကအိမ်တော်စု53စုဟာ အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီးတော့အိမ်ပြီးသွားလို့မိသားစုတစုတည်းမှပင် သုံးဦးကွယ်လွန်သွားခဲ့ကြတာကိုလည်းပဲစိတ်မကောင်းဝမ်းနည်းစရာ ကျွန်တော်ကြားသိတွေ့မြင်ခဲ့ရပါတယ်။ပြည်ခိုင်မျိုးပါတီအကြီးအကဲများကိုယ်တိုင်ငလင်တန်ကြောင့်အိုးအိမ်ပျက်စီးမှုခံစားနေကြရတော့လည်းပဲမိမိရည်တဲ့ပြည်သူရေးကိုဦးစားပေးပြီးတော့နေပြည်တော်ကနေပင်ပန်းကြီးစွာလာရောက်ထောက်ပံ့အားပေးစကားဆိုနေကြခြင်းဖြစ်ပါတယ်ခင်ဗျာ။

ဘူထာနာကျုကနေဖွဲ့စည်းထားတဲ့ငလင်ဘေးဒဏ်တင်ပြည်သူများကုညီခေသေးရေးအလုပ်ဖွဲ့အားဆိုလို့ရှိရင်ဒီကနေ့မန္တလေးတိုင်းဒေသကြီးစစ်ငံမျိုးနယ်ပလိကျေးရွာအုပ်စုစိတ်ရကျေးရွာမှာရှိတဲ့ပြည်သူလူထုအိမ်အောင်စု53စုကိုပြည်စည်းဆောင်လာရောက်ပြီးတော့ကုညီထောက်ပံ့ခြင်းဖြစ်ပါတယ်ကျွန်တော်တို့တွေဟာဆိုလို့ရှိရင်မိမိတို့ကိုယ်တိုင်ထိခိုက်နေတာခဲရတော့လည်းပဲပြည်သူလူထုရဲ့အခုဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်များပေါ်မှာလာရောက်ပြီးတော့ကုညီထောက်ပံ့ရင်ကိုစောင်းရင်းပါတယ်ဒီလိုကုညီထောက်ပံ့ပြီးတဲ့အခါမှာကျွန်တော်ပြန်လဲထူထောင်ရေးလုပ်ငန်းစဉ်များကိုလည်းပဲစတိုက်စင်တိုက်စတိုက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်တစ်ဆက်တည်းမှာပဲအခုဒါပါတီဥက္ကဋ္ဌကြီးနဲ့ဒုတိယဥက္ကဋ္ဌကြီးအခွဲအားဆိုလို့ရှိရင်ဒီကိုရောက်လာပြီးတော့တဦးချင်းကို ကိုယ်တိုင်ကိုကြလိုက်လံနှုတ်ဆက်တယ်အပိစကားပြောကြားတယ်ပြီးတဲ့အခါမှာစိတ်သက်ခွန်အားမြင့်တင်နိုင်စေရန်ကျွန်တော်တို့လှုပ်ဆောင်မှုများကိုလှုပ်ဆောင် ဖေးချောင်းတင်ပြပါမယ်။စစ်တရရွာကငလင်းတန်တဲ့ပြည်သူတဦးရဲ့ရင်းဖွင့်စကားတံကိုလည်းပဲယခုလိုကြားသိကြမှာပဲဖြစ်ပါတယ်။ဟောပြင်းတဲ့ငလင်းလေးဟိုမှာဖြစ်ခင်ပေါ့နော်။နည်းနည်းလေးငလင်းလေးလှောက်တော့ပြင်ပါပါရှင့်။ကျမတို့ကအဲအခုဟိုဟာပေါ့တူကြီး၃ယောက်ကတော့အိမ်ပါပါရှင့်။အဲသူတို့ကလည်းငလင်းလေးနည်းနည်းသေးတော့ကြတော့ပေါ့နော်အရင်တိုင်းမဲ့ဆိုပြီးတော့ပုံမှန်တိုင်းမဲ့ဆိုပြီးတော့အိမ်ထဲမှာနေနေရပါရှင့်နောက်ထပ်ငလင်းကျန်းလာတော့ထွက်ပြေးပါလိမ့်ရှင်အပေါက်တင်မဲ့ ိမ်ပြတ်ကြတဲ့ထဲပါသွားတာပါရှင်။အပေါက်ရောင်မှထွက်ပေါက်ရောင်မှပါရှင်။အိမ်ကပြူရာမို့တချမ်းကိုပြတ်ထွက်ပြီ။ထချမ်းချမ်းပြီးတော့အောက်ပိတ်20တဲ့ထိတောက်ချောက်။အိမ်ရောပြူကြလူရောဝင်သွားတာပါရှင်။မမအသက်50တနှစ်ကလည်းအဲ့မြေအောက်ထဲပါသွားတာပါ။သမီးလေး73နှစ်သမီး9တန်းသမီးလေးကလည်းအိမ်အောက်ထဲပါသွားတာပါ။ တူလေးသုံးနှစ်သားလေးကလည်းအိမ်ရောက်ထဲပါသွားတာပါရှင်အသက်ရှင်လေးကမရပါဘူးရှင်လေးရဲ့ပဲပြန်တွေ့လေးရဲ့ပဲပြန်တွေ့ရပါရှင်အောင်ရောက်စလုံးမှာ52နှစ်မမအပြိုကြီးရဲ့73နှစ်သမီးလေး9တန်းသမီးလေးရဲ့သုံးနှစ်သားတူလေးရဲ့ပါဝမ်းသာတာရန်ကိုကျေးဇူးတင်ပါတယ်လို့ဝမ်းလဲဝမ်းသာပါတယ်လို့ဒီလိုမျိုးလေးတွေဟိုလိုမျိုးမိသားစုစိတ်ထဲနဲ့ပေါ့နော် လာပြီးတော့ဖေဖေမမနဲ့ကူညီပေးတာကိုရန်ကျေးဇူးတင်ပါတယ်ဒီကလေးလေးတွေဒီတူကြီး၃ယောက်လို့ပေါ့နော်မြန်မာတိုင်းနိုင်ငံလုံး ဒီလိုမျိုးဖြစ်ဆိုးမျိုးနဲ့ဘယ်သူမှမကြုံမရစီနဲ့လို့မကြုံလဲမကြုံပါသေးနဲ့လို့သာသမီဆုံးဆုံးကဘာနဲ့မှမလဲနဲ့အမီလေးကိုအဲ့ဒါမှအစားတော့မရနိုင်ဘူးဝမ်းနေပါတယ်ရှင်အဲ့တခုတော့